မြန်မာနေဦးခရိုနီကယ်မေလာ၁၇ရက်မြင်တွင်ရက်စက်တဲ့လူထောင်တောင်းချီတေဆုံမှုတွေမှာပူပေါင်းကူညီနေကြတဲ့ကမ္ဘာနိုင်ငံကြီးတွေပါလက်စတိုင်းလူမျိုးတွေနေထိုင်နေကြတဲ့ဂါဇာဒေသကိုအစ္စရေးစစ်တပ်ကနှစ်လကျော်ကြာလာသည့်တိုင်ရိတ်ခါလောင်စာဆီစေဝါတောက်သုံးရီတင်သွင်းခွင့်မပြုဘဲထားတာကြောင့်ဂါဇာကမ်းမြောင်မှာနေထိုင်နေကြတဲ့ပါလက်စတိုင်းလူမျိုးအရက်သားနှစ်တသမနှစ်တန်းကျော်ဟာအငက်ဘေးနဲ့ရင်ဆိုင်နေကြရတဲ့တဲ့တွင်တီဗီမှာအင်တာနက်ကတဆင်ကြားတည်နေကြရပါတယ် လေးငယ်တောင်းတဲ့ချီအာဟာရချို့တဲ့တဲ့ယောဂါခန်းစားနေကြရပြီးအသက်မသေးဆုံးခဲ့ရင်တောင်မှဒီအာဟာရချို့တဲ့မှုဟာကလေးငယ်တွေရဲ့ဘဝတစ်လျှောက်လုံးကိုတည်ရောက်မှုရှိလိမ့်မယ်လို့လဲဆိုကြပါတယ်။တချို့အငက်ပေးရင်ဆိုင်နေကြရသူတွေဟာပင်လယ်ကမျိုးသုံးနိုင်တဲ့ရှားပါးလိပ်တွေကိုဖမ်းပြီးတက်ကအသက်ရှင်ဖို့စားတောက်နေကြရတယ်လို့ BBC ကဘာစီစဉ်မှာဖော်ပြထားတာတွေ့ရပါတယ်။နိုင်ငံရေးသမားအချို့ပညာရှင်အချို့ကအစ္စရေးကအရက်သားတွေကိုလာနေချီရိတ်ခါဖျက်တောက်ပြီး လူသားအသက်ရှင်သန်မှုကိုအန္တရာယ်ကျရောက်စေနိုင်တဲ့ကျူးလွန်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်နေချိန်မှာအစ္စရေးကိုလက်နက်နဲ့ငွေကြေးထောက်ပံ့ပေးနေကြတဲ့အမေရိကန်အနောက်ဥရောပဒီမိုကရေစီနိုင်ငံကြီးတွေကကန့်ကွက်ပြောဆိုခြင်းလုံးဝမရှိကြတဲ့အပေါ်အံ့အားသင့်စိတ်ပြတ်နေကြတာလည်းဖြစ်ပါတယ်။အစ္စရေးနိုင်ငံမှာဝင်ကြီးချုပ်ယာရူကိုဆယ်စုနှစ်ချီရယူထားတဲ့နေတန်ယာဟုအစိုးရရဲ့အခုလိုလုပ်ရက်တွေကိုတည်င်းတွေတဲ့ဖတ်ရှုရချိန်မှာမြန်မာနိုင်ငံမှာရခိုင်ပြည်နယ်ကို ရိတ်ခါစေဝါလောင်စာတဲဆောင်မှုကန့်တတ်ထားတဲ့အာနာသိန်းစစ်ကောင်စီကိုစိတ်ထဲပြေတရီယာမိပါတယ်။အခုအာနာသိန်းစစ်ကောင်စီလက်ထက်မှာမဟုတ်အရင်အရင်စစ်အစိုးရတွေဖြစ်တဲ့မဆာလာနေဝင်းခေစောမတန်းရွှေနဲ့ခင်းညွန့်ခေတွေကလေးကဖြက်လေးဖြက်ပြွာနဲ့တိုင်းရင်းသားဒေသတွေကိုစစ်စင်ရေးလှုပ်ဆောင်ပြီးပိတ်ဆို့ခဲ့ကြဘူးတဲ့အဖြစ်နဲ့နှိုင်းယှဉ်စဉ်စားဆရာဖြစ်ပါတယ်။အစ္စရေးနဲ့ပါလက်စတိုင်းကိစ္စကိုနှစ်နိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲတွင်အချို့ကမြင်ကြပေမယ့် တချို့သောနိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ပါလက်စတိုင်းဟာအစ္စရေးရဲ့သိမ်းပိုက်ခံဒေသတစ်ဖွဲ့ဖြစ်နေပြီးအခုအဖြစ်ပြက်ကို ပြည်ရင်းစစ်နဲ့လူမျိုးခွဲခြားဆက်ဆံအုပ်ချုပ်တဲ့အပါတိတ်နည်းနဲ့လှုပ်ဆောင်မှုအဖြစ်သတ်မှတ်ကြပါတယ်။ကုန်လွန်ခဲ့တဲ့နှစ်နှစ်နီးပါးကာလအတွင်းဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုဒီဒေသတွေကိုရိခါအကူအညီတဲယူခွင့်ပိတ်ပင်မှုနဲ့အစ္စရေးရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်အရက်သား9000ကျော်တေဆုံခဲ့ရတဲ့အတွက် အစ္စရေးကိုလက်နက်နဲ့ငွေကြေးကူညီဖို့အမိန့်ပေးသူအမေရိကန်သမ္မတဟောင်းဂျိုးဘိုင်တန်ကို အမေရိကန်ပြည်တွင်းမှာဂျီနိုဆိုက်ဂျိုးလို့ကြွေးကြော်ဆန့်ကျင်ဆန္ဒပြခဲ့ကြပေမယ့်အစ္စရေးရဲ့အရက်သားတွေတည်ဆုံစေတဲ့စစ်စင်ရေးတွေကိုမရက်ဆိုင်နိုင်ခဲ့ပါဘူးအလားတူပဲအနောက်ဥရောပနိုင်ငံကြီးတွေဖြစ်တဲ့ဂျာမနီပြင်သစ် UK အီတလီတို့ကလည်းနေတရာဟုအစိုးရရဲ့လူမျိုးရေးခွဲခြားဖိနှိပ်မှု ကလေးတွေအပါအဝင်အရက်သားတောင်းတဲ့ခြေတိတ်ဆုံမှုတွေမှာအစ္စရေးရဲ့တပ်ဖြတ်မှုတွေကိုကန့်ကွက်တားဆီးခြင်းမရှိခဲ့ကြသလိုလက်နက်ငွေကြေးထောက်ပံ့ပေးနေခဲ့တာကြောင့်ပူပါကူညီတဲ့နိုင်ငံတွေအဖြစ်ဆွတ်ဆွဲသတ်မှတ်ခံနေကြရတာပါပြီးခဲ့တဲ့နှစ်နှစ်နီးပါးအတွင်းပါလက်စတိုင်းရက်သားတောင်းတဲ့ခြေတိတ်ဆုံမှုအတွက်နိုင်ငံတကာရာဇဝတ်ခုံရုံးကအစ္စရေးဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သူနှစ်ဦးကိုဝရမ်းထုတ်ခဲ့တာလည်းဖြစ်ပါတယ် ဒါကကမ္ဘာသတင်းတွေကြီးစုတိုင်းအနည်းနဲ့အများသိရှိပြီးဖြစ်တဲ့အကြောင်းအရာတွေနေ့စဉ်နိုင်ငံတကာသတင်းတွေမှာနေရာယူထားတဲ့သတင်းအကြောင်းအရာတွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းစစ်တပ်ကလက်နက်ကင် ပုံကန်နဲ့အခြားသောအဖွဲ့တွေနဲ့တိုင်းရင်းသားလက်နက်ကင်တွေပေါ်ဖျက်လီးဖျက်လုခဲ့တာစေစုနည်းနဲ့ချီတမိုင်းရှိပြီးလက်ရှိမှာလည်းဧရိယာအဖြစ်အကျေပြန့်ဆုံးအတိုင်းတာနဲ့ရခိုင်ပြည်နယ်တစ်ခုလုံးကိုလှုပ်ထားတာဖြစ်ပါတယ်။အခြားတစ်ဖက်မှာအစ္စရေးနဲ့အသွင်းသဏ္ဍာန်တူတဲ့အချက်ကလေးချောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးလေတပ်နဲ့ကြီးတပ်ရဲ့စစ်စင်ရေးတွေဖျက်ဆီးမှုတွေကမြန်မာနိုင်ငံနဲ့အစအများစွာဆိုးရွားစွာဖျက်ဆီးထိခိုက်စေတာတွေ့ရမှာပါမြန်မာနိုင်ငံမှာလေ2021ခုနှစ်ဆီယနာသိမ်းမှုနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေကဘဲခစ်ကာလနဲ့မှမနှိုင်းယှဉ်လောက်အောင်လှုပ်ဆောင်ခဲ့ပြီးအရက်သားသေဆုံးမှုနဲ့ပျက်စီးမှုတွေဖြစ်ပေါ်စေတာဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းကဖျက်လီပြက်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားသေဆုံးမှုတွေပြည်ရင်းသတင်းတွေမှာ နေ့စဉ်လိုလိုပါရှိနေကြပေမယ့်နိုင်ငံတကာသတင်းတွေမှာတော့ဗစီကြီးရွာအဖြစ်ပြက်လို့ဖြစ်ရက်တွေကလွဲရင်နေ့စဉ်ဘုံတဲတိုက်ခိုက်မှုတွေလရှည်ကြဖျက်တောက်မှုတွေကနိုင်ငံတကာသတင်းကောင်းစင်တွေမဖြစ်တော့ပါဘူး။မြန်မာနိုင်ငံကယူကရိန်းရုရှားစစ်ပွဲပါလက်စတိုင်းနဲ့အစ္စရေးပဋိပက္ခတွေလိုနိုင်ငံတကာမှာအယုံဆိုင်ခံရတဲ့ဖြစ်ရက်တခုမဟုတ်တဲ့အချက်မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့အဖြစ်ပြက်ရဲ့ထိခိုက်သေးဆုံးမှုပမာဏကအဆိုပါဖြစ်ရက်နှစ်ခုလိုထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုပမာဏကိုမမီတာကြောင့်လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းရဲ့သားတေဆုံးမှုတွေအတွက်လက်နက်ခဲယမ်းနဲ့ငွေကြေးထောက်ပံ့နေတဲ့အမေရိကန်ပြည်ထောင်စုကတက္ကသိုလ်ကျောင်းသားတွေလူမှုတွေဆန္ဒပြတာကန့်ကွက်တာတွေလှုံ့ဆော်နေကြပေမဲ့လေသမရနှစ်ဆက်ပြောင်းသွားသည့်တိုင်းအထိအစ္စရေးအစိုးရရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်ကူညီနေဆဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်ရင်းစစ်ပွဲမှာအာဏာသိမ်းစစ်အစိုးရကနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နိုင်ဖို့လေရင်တွေလက်နက်ခဲယမ်းတွေကို ဘယ်နိုင်ငံတွေထံကဝယ်ယူရရှိနေပါသလဲလို့စမ်းစစ်ရင်အဓိကအားဖြင့်ရုရှားနိုင်ငံထံကဖြစ်ပြီးဒုတိယကတရုတ်နိုင်ငံဖြစ်ပါလိမ့်မယ်။အစ္စရေးကဂါဇာကိုရိတ်ခါလောင်စာဆီဆေးဝါးပိတ်ဆို့ထားခြင်းကြောင့်ဂါဇာကမ်းမြောင်ကပါလက်စတိုင်းတွေအဟာရချို့တဲ့တဲ့ဝေဒနာဆိုးရွားစွာခံစားနေကြရသလိုအငတ်ဘေးနဲ့အသက်ဆုံးရှုံးသူတွေလည်းမကြခင်ရှိကောင်းရှိလာနိုင်ခြေရှိပါတယ်။မြန်မာနိုင်ငံမှာလည်းစစ်ကောင်စီရဲ့ပိတ်ဆို့မှုကြောင့်စစ်တွေနဲ့တချို့သောဒေသတွေမှာ အခြားဒေသကိုရွှေ့ပြောင်းနေထိုင်ဖို့ငွေကြေးမပြည့်စုံတဲ့အရသားတွေကုန်စည်နှုန်းကြီးမြင့်တဲ့ဒဏ်အသက်မွေးဝမ်းကြောင်းလုပ်ဖို့အခြေအနေမရှိလို့ဝင်ငွေမရှိတဲ့ဒဏ်တွေကိုခံစားနေကြရတာဖြစ်ပါတယ်အခုလိုကမ္ဘာအခြေအနေနဲ့မြန်မာအခြေအနေနှိုင်းယှဉ်သုံးသပ်ကြည့်ရင်မြန်မာနိုင်ငံရဲ့ပြည်ရင်းစီလက်နက်ကင်ပဋိပက္ခနဲ့ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးလူမျိုးစုဒဏ်တူအခွင့်အရေးရရှိရေးတည်ဆာတာတွေမျှတစွာခွဲဝေခံစား권ရရှိဖို့ အင်အားကြီးနိုင်ငံတွေရဲ့ဖိအားအကူအညီတွေကိုမျှော်လင့်ဖို့မဖြစ်နိုင်ပါဘူးလူအခွင့်အရေးဒီမိုကရေစီရေးလူနည်းစုအခွင့်အရေးတန်းတူညီမျှရေးတွေနဲ့ပတ်သက်လို့နှမျိုးသောစံနှုန်းတွေကန့်ဆွဲထားကြတဲ့အင်အားကြီးနိုင်ငံတွေအနေနဲ့၎င်းတို့နိုင်ငံအကျိုးစီးပွားကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးထုတ်ကိုင်နိုင်ဖို့မဟာဗျူဟာစာတာတွေကအ धिक ဦးစားပေးရွေးချယ်ကြတဲ့အခြေအနေမျိုးမှာမြန်မာနိုင်ငံအနေနဲ့မိမိတို့ပြည်ထောင်နာကိုမိမိတို့အင်အားနဲ့ဉာဏ်ပညာနဲ့အမျှော်မြင်တွေကိုသာ အားကိုအားထားပြု ဖြည့်ရှင်းကြရမယ့်အဖြစ်ကို နားလည်ထားဖို့အရေးကြီးတာလည်းဖြစ်ပါရဲ့ရှင်။